ကျမတို့မြန်မာနိုင်ငံမှာသမိုင်းတန်ဖိုးရရောအမှုပညာဘိသူကတန်ဖိုးရပါအရေးပါတယ်တက်တန်းအဖြစ်လဲနှစ်ပေါင်းရာကျော်နေပြီဖြစ်တဲ့ရှေးဟောင်းအဆောက်အုံတွေရှေးဟောင်းဖုံးတော်ကြီးကျောင်းတွေအများအပြားရှိပါတယ်ရှေးခေတ်တခုမှအမှုလိုက်ရာတွေကိုထူးဆန်းပြောင်းပြားစွာတွေ့မြင်နိုင်တဲ့ရုပ်ဆောင်ကျောင်းတွေလည်းအများကြီးရှိပါတယ်ရုပ်ဆောင်ကျောင်းဆိုတာကတော့ဗုဒ္ဓဝင်ဇက်တော်တွေ950နိဘတ်ဒေါ်လာဇက်တော်တွေကိုတည်သားပပုထုလုပ်ပြီးတော့တန်စာဆင်ထားတဲ့ဖုံးကြီးကျောင်းဖျားရှင်ခွေရာဝိပုယျာကျောင်းကိုခေါ်ဆိုတာဖြစ်ပါတယ် ြန်မာနိုင်ငံမှာမန္တလေးရုပ်ဆောင်ကြောင်၊စကိုင်းရုပ်ဆောင်ကြောင်၊စမိတ်ခုံရုပ်ဆောင်ယွန်းကြောင်၊ဆက်လီရုပ်ဆောင်ကြောင်၊ဆက်လင်းရုပ်ဆောင်ကြောင်၊စကူးရုပ်ဆောင်ကြောင်နဲ့လေကိုင်းရုပ်ဆောင်ကြောင်ဆိုပြီးတော့ရုပ်ဆောင်ကြောင်တွေရှိတဲ့ထဲကမှဒီတစ်ခေါက်မှဆိုရင်တော့မကွေးတိုင်းဒေသကြီးတွေကရုပ်ဆောင်ကြောင်တွေအကြောင်းကိုလေ့လာတင်ဆက်ပေးခြင်းပါတယ်ရှင်။ဒီကြောင်တော်ကြီးကိုဆက်လီမြို့မှာနေထိုင်ကြတဲ့ဥပိုးကြီးနဲ့ဇနီးဖြစ်သူဒေါ်ရွှေသက်တို့ကခရစ်နှစ်1882ခုနှစ်မြန်မာတက္ကသိုလ်1244ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ခရစ်နှစ်1892ခုနှစ်မြန်မာတက္ကရာ1254ခုနှစ်မှာပြည်စည်းလူတန်းခဲ့ပါတယ်ဆယ်နှစ်ကြာတိစောက်ခဲ့ရတဲ့ចောင်းတော်ကြီးဖြစ်ပြီးအလျားပေ150အနံ89ပေရှိကငါးပေပလဲတိုင်လုံးပေါင်း154လုံးရှိပါတယ်950စနိဘတ်တော်နဲ့တခြားသောစက်တော်တွေကိုပါထွင်းထူထားပြီးရတနာဘုံခေတ်ကလူနေမှုဘဝကိုပြတဲ့ရကန်းစဉ် လဲရင်ဒူရေဘီလက်ရံမြောက်လာတဲ့တကားကြီးတွေအသေးစိတ်ထုလုပ်ထားတဲ့ကနုတ်ပန်းလက်ရာတွေကိုလည်းရင်သက်ရှူမောပွဲတွေ့မြင်နိုင်ပါတယ်ရှင်ဒီဘဂူရုပ်ဆောင်ကြောင်းကြီးမှာဘဂူရုပ်ဆောင်ပေါင်း55ရုပ်နဲ့အဆောင်6ဆောင်ကျန်းရှိနေပြီး1995ခုနှစ်မှာဆလီဒေတာအနည်းတစ်ဝက်မှာတွေ့ရှိရတဲ့ရှေးဟောင်းပစ္စည်းတွေခင်းကျင်းပြသဖို့အတွက်ရှေးဟောင်းသူတေသနပြတိုက်အဖြစ်စတင်ဖွင့်လှစ်ပြသခဲ့ပါတယ်။ ။တမိုင်းမှတ်တမ်းအထောက်အထားများအရာဒုတိယပကံလို့တင်စားလျက်ရှိပြီးပြည်ဝင်ပြည်ပမှခီးသွွားဧည့်သည်အများအပြားလာရောက်လျက်ရှိတဲ့ဆလီမြို့ရဲ့အထင်ကရဗဘူးရုပ်ဆောင်အကြောင်းကြီးဖြစ်ပါတယ်။နောက်ထပ်ကြောင်းတစ်ကြောင်းကတော့မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ဆလင်းမြို့နယ်အတွင်းက ဆလင်းဝက်သေးကန်အနီးမှာရှိတဲ့ဆလင်းရုံဆောင်ကျောင်းဖြစ်ပါတယ်။ဆလင်းစေတုတ်တရားကားလမ်းပေးမှာရှိပြီးငားရီကားခန့်ကျဲတဲ့ကျောင်းဝင်းအတွင်းမှာရှိတဲ့ဆလင်းရုံဆောင်ကျောင်းလို့ခေါ်တဲ့မြောက်လေးစင်ကျောင်းကိုတော့ဆလင်းတကောင်မျိုးကျောင်းတာရကမှအပြုကြီးတော်ဘူးကတက္ကရစ1930ခုနှစ်မှာဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဒီကျောင်းတော်ကြီးကိုလေးစင်ကျောင်းလို့ခေါ်ဆိုတာကလည်းအဆောင်မကြီးရဲ့အမိုးအဆင့်လေးစင်ကိုကိုစားပြုခေါ်ဆိုတာဖြစ်တယ်လို့သိရပါတယ်။ ီကြောင်ကြီးဟာရှင်းမြမကျောင်းတွေမှာတွေ့ရလေရှိတဲ့အတိုင်းကျောင်းပြတ်သက်ဆောင် စနုဆောင်နဲ့ဈေးတုံဆောင်ဆိုပြီးအစင်းလိုက်ပါဝင်ဖွဲ့စည်းထားပါတယ်ဒီဆောင်တွေကိုလည်းကပြင်းအခြေကြီးတွေနဲ့ပတ်ရံထားပါတယ်ပြတ်သက်ပုံအစင်းစင်းနဲ့ငွားငွားဆွန့်ဆွန့်ရှိနေတဲ့ကျောင်းဆောင်ကြီးတွေကိုတရကင်းအုပ်လီကကြီး60နဲ့ဝန်းရံလျက်ရှိပါတယ် ကျောင်းတော်ကြီးရဲ့ပပလေကလည်းရန်တိုင်တွေမှာ950ဆက်တော်ကိုနောက်ခံပြုထွန်းထုတ်ထားတာကိုတွေ့မြင်ရတဲ့အပြင်ဘဲရှူတော့ကပဲကြည်ကြည်အမှုပညာလက်ရမြောက်ပြီးတက်ဝင်နေတာကိုတွေ့ရပါတယ်။စလင်းရုပ်ဆောင်ကျောင်းကြီးမှာမူလကတိုင်လုံးရည်245လုံးရှိပြီးအခုလက်ရှိမှာတော့တိုင်လုံးရည်215လုံးကျန်နေပါသေးတယ်။အရှိအနောက်တောင်မြောက်နဲ့ပြတ်သက်ပုံအစဉ်စင်မှာတစ်သားပပုရုပ်ပေါင်း111ရုပ်ရှိတယ်လို့လည်းသိရပါတယ်။ ဒီကြောင်တော်ကြီးဟာစလင်းမျိုးရဲ့အထင်ကြီးကသာသနိကအစအဦးတွေလိုပဲစလင်းတကောင်းမျိုးတွေရဲ့ကောင်းမှုတော်တွေကတခုအပါအဝင်ဖြစ်ပါတယ်မင်းမှုခရိုင်ပွင့်ဖြူမျိုးနဲ့လေကိုင်းမျိုးမှာရှိတဲ့လေကိုင်းရုပ်ဆောင်ကြောင်ကြီးကိုတော့လေကိုင်းမျိုးတကြီးဥအန်ထော်နေကမြန်မာတက္ကရာ1252ခုနှစ်မှာဆောက်လုပ်လှူဒါန်းခဲ့ပါတယ်ဒီကြောင်ကြီးမှာလဲကျက်သက်ဆောင်စနုဆောင် ဘောကဆောင်နဲ့ခမ်းမဆောင်ဆိုပြီးအဆောင်လေးဆောင်ရှိပါတယ်။အမြင့်ဆုံးဖြစ်တဲ့ပြတ်သက်ဆောင်မှာဘုံကိုးစင်ရှိပြီးထူးခြားတဲ့အနုလက်ရာတွေအနေနဲ့မေတော်မာယာအိမ်မက်မခန်းတဲ့အတူဂေါတမမြတ်စွာဘုရားရှင်ရဲ့ဘောဓိပင်နဲ့ရွှေပလင်ကိုအောင်တော်မူကမ်းတွေကိုလည်းအသေးစိတ်ပုံဖော်ထားပါတယ်။ဒါအပြင် အနွယ်ထာမင်းကြီးလဲထုံမင်္ဂလာပြုလုပ်နေတဲ့ရုံလုံးရုပ်ကြွားမြတ်စွာဘုရားရှင်တောထွက်ခါနေမှာမြေခွာတန်ကြားမှာဆိုလို့နတ်မင်းကြီးလေးပါးကနေမြေခွာမြောက်ပေးနေပုံတို့ကိုထုတ်လုပ်ထားတဲ့ရုံလုံးရုပ်ကြွားရှာဦးလာကဖာခမဲတော်ကိုလိုက်ရှာနေတဲ့ရုံလုံးရုပ်ကြွားစတာတွေကိုအသေးစိတ်ပုံဖော်ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ဒါတွေကိုလေ့လာခြင်းဖြင့်အရှင်ခေတ်ကအမှုပညာရှင်တွေရဲ့စိတ်ကူးဉဏ်နဲ့ဖန်တီးမှုကိုမှန်းဆသိရှိနိုင်ပါလေ။ က်လက်ပြီးတော့လေလေကိုင်းမျိုးနဲ့မနီမွေးကသကုမျိုးနယ်မှာရှိတဲ့မှန်ကင်းရုပ်ဆောင်ကျောင်းနဲ့တုံးတက်ရုပ်ဆောင်ကျောင်းကိုလေ့လာတင်ဆက်ပေးခြင်းပါတယ်ရှင်ဒီကျောင်းကြီးကတော့မကွေးတိုင်းမင်းဘူးခရိုင်သကုမြို့နယ်မင်းဘူးစင်ဘူးကျွန်းကလန်အနီးမှာရှိတဲ့ရှင်းအောင်မှန်ကင်းရုံဆောင်ကျောင်းဖြစ်ပါတယ်။ဒီကျောင်းတော်ကြီးရဲ့တက်တန်းကလည်းနှစ်ပေါင်း130ကျော်နေပြီဖြစ်ပါတယ်။ ဆလင်းမျိုးသကောင်းမျိုးတွေဖြစ်ကြတဲ့မြို့ဝမင်းဦးဆိုင်တဲ့ဇနီးတော်ငွေတို့ကမြန်မာတက်ကြွေ1242ခုနှစ်မှာတည်ဆောက်လှူဒန်းခဲ့ပါတယ်။ဒီကျောင်းတော်ကြီးမှာလည်းတိုင်လုံးပေါင်း136လုံးရှိပြီးမြန်မာမှုပိတုကတည်သားပပုလက်ရာတွေကိုတွေ့နိုင်ပါတယ်။နိုင်ငံရုပ်ဆောင်ကြောင်းရဲ့တကားတွေမှာသူနာတာမဇတ်တော် ောရီတာတာဇက်တော်တွေကိုတွေ့ရတယ်လို့ဗလာစာရီဇက်နဲ့မက်ရွှေဥဇက်အပါအဝင်တခြားသောဇက်တော်တွေကိုတိတားဖဖို့ထုလုပ်ထားတာကိုတွေ့ရှိနိုင်ပါတယ်။ရှေးခေတ်စကူးမျိုးဝင်တွေမြို့တကြီးတွေတိဆောက်ကိုဝယ်ခဲ့တဲ့လေးတဲ့ကြောင်၊သုံးတဲ့ကြောင်၊မှန်ကင်းကြောင်နဲ့ကံဦးကြောင်စတဲ့ကြောင်တော်ကြီးတွေမှာဇန်နိပတ်တော်တွေကိုတိတားဖဖို့ထုလုပ်ထားတာကိုလည်းလေ့လာတွေ့ရှိနိုင်ပါတယ်။ဒီသုံးတဲ့ရုပ်ဆောင်ကြောင်းကိုတော့ တက္ကရီ1262ခုနှစ်မှာမှန်ကင်းကျောင်းကိုဆောက်လုပ်လှူဒန်းခဲ့တဲ့မြို့ဝမင်းဦးဆန်ရဲ့သားဦးတိုက်ကမူလကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းခဲ့တယ်လို့သိရပါတယ်။တက္ကရီ1289ခုနှစ်မှာဆလင်းမြို့တကောင်းမြို့တွေကရှေးမှုမပြတ်ပြန်လည်မွမ်းမံထားပြီးတိုင်ရလုံးပေါင်း182တိုင်ပါရှိပါတယ်။မှန်ကင်းကျောင်းနဲ့ဆိုင်ရင်နှစ်ပေါင်း40လောက်နောက်ကျတဲ့သုံးထည့်ရုပ်ဆောင်ကျောင်းဖြစ်ပါတယ်။ခေါမိုးတုံးတက်ရှိလို့တုံးတက်ကြောင်းလို့ခေါ်ဆိုတာဖြစ်ပြီး ကျောင်းဆောင်တစ်ခုလုံးကိုဝိထုရာဇတ်တော်တစ်ခုလည်းကိုအများပြားထွင်ထူထားပြီးဖယားရှင်တောထွက်တော်မူကန်းကိုလည်းထွင်ထူထားပါတယ်။ဒီကျောင်းတော်ကြီးကိုတန်ခါတော်တွေသတင်းသုံးနေထိုင်ဖို့လှူဒန်းခဲ့တာဖြစ်ပြီးကုံမောင်ခင်နဲ့ကုံမောင်ခင်နှောင်းမိုက်လက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။တခြားကျောင်းတော်တွေနဲ့အนุလက်ရာတွေမှာကွာခြားမှုတွေရှိပြီးကျောင်းတော်ကြီးရဲ့အတွင်ပိုင်းမှာတော့ချေမှုန်းထားတာမျိုးမရှိပါဘူး။ငါမြင်နေရတဲ့နိုင်ရန်နဲ့လယံတွေမှာ ၊ကနုတ်ပန်းကတ်တွေ၊ပုတ်လုံးတွေနဲ့အနုစိတ်ခန့်ခန့်ညာညာပုံဖော်ထားပြီးတောင်ကျိုးတွေမှာဆိုရင်လဲဆက်တော်နဲ့နိဘတ်တော်တွေကိုအများပြားပုံဖော်ထားပါတယ်။အလူရှင်တွေရဲ့ဘာသာသာသနာပေါ်မှာစေတနာတရားတရားထက်သန်ပုံတွေ၊ဥစ္စာပစ္စည်းကျွမ်းဝချမ်းသာပုံတွေကိုတွေ့မြင်နိုင်ပါတယ်။ ြိတ်ခေတ်တခုမှအနုလက်ရာတွေကိုထူးချွန်ပြောင်းများစွာတွေ့မြင်နိုင်တဲ့ရုပ်ဆောင်ကြောင်းတွေကိုလေ့လာခြင်းအပြင်အလှူရှင်တွေရဲ့စေတနာထက်သန်ပုံတွေမြန်မာမှုအနုလက်ရာပေါ်မှာတန်ဖိုးထားပုံတွေအရင်ခေတ်ကအနုပညာရှင်တွေရဲ့စိတ်ကူးဉဏ်နဲ့ဖန်တီးမှုတွေလက်ရာများစွာထွန်းထုတ်ထားတဲ့ဗဟုရုပ်တွေကိုတွေ့ရှိနိုင်ပါတယ်။ဒါတွေကိုလေ့လာကြည့်ရှုခြင်းအပြင်နောင်လာနောက်သားတွေအနေနဲ့မြန်မာမှုအနုလက်ရာပေါ်မှာတန်ဖိုးထားမြင်လို့ပြီးတော့လက်ဆင့်ကန်ထိမ့်သိမ့်တင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းလေ့လာတင်ဆက်ပေးလိုက်ရပါတယ်ရှင်။